မင်္ဂလာညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ရွေးကောက်ပွဲနီးလာတာနဲ့အများစစ်တပ်ကရဲသားတွေပေါ့ဂျမ်းဖတ်မှုတွေပို့ပြီးကျူးလွန်လာတယ်လို့ NUG ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်အနာသိမ်းထားတဲ့ဂျမ်းမစစ်တပ်ဟာရွေးကောက်ပွဲနီးလာတာနဲ့အများရဲသားပြည်သူတွေပေါ့ဂျမ်းဖတ်မှုတွေပို့ပြီးလှုပ်လာနေတယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုလိုက်ပါတယ် ဂျမစစ်တပ်ကရဲသားပြည်သူတွေပေါ်မပေါင်းစုံကနေလူအခွင့်ရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်ဂျမစစ်အုပ်စုကရဲသားပြည်သူတွေပေါ်လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုအချက်အလက်တင်မုံ data dashboard လာစဉ်ပြုလုပ်နေတာကိုညညွန်ပြောဆိုလိုက်တာဖြစ်ပါတယ်စီအုပ်စုဟာသူတို့ထွက်ပေါက်ရအောင်ဂျိုးပန်းနေတဲ့ရွေးကောက်ပွဲအတွက်အားစိုက်ပြင်ဆင်နေတယ်လို့တစ်ဖက်မှာလည်းအကြမ်းဖက်မှုတွေကိုပိုပြီးအရှိန်မြှင့်လှောက်ဆောင်နေတယ်လို့ Energy လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေခုနှစ်စက်တင်ဘာလကုန်ပိုင်းအထိလေကြောင်းတိုက်ခိုက်မှုအချိန်ပေါင်း3950ခန့်ပြုလုပ်ခဲ့ပြီးရသားပြည်သူ4100ကျော်သေဆုံးခဲ့ရပြီလို့လည်းအတည်ပြုထားပြီးသေဆုံးသူတွေထဲမှာ18နှစ်အောက်ကလေးတငယ်959ဦးပါဝင်နေတယ်လို့လည်းဖော်ပြထားပါတယ်။ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်း324ကျောင်းဆေးရုံစေကန်129ခုနဲ့ဘာသာရေးစာဝန်956ခုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်ကဆိုထားပါတယ်။ဂျမစစ်တပ်ဟာစက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ တပိတ်ချင်းစင်ကူနင်းတက်ဒီပေါ်နမ်ဆန်နမ်မတူမန်တုံစာတုံမိုးကုတ်ကြောင်မဲကြောက်တော်ပလဝတန်တွဲဒဝဲတရချောင်းလောင်းလုံးရေပြူစားတဲ့မြို့နယ်တွေပါဝင်နိုင်ငံတော်ဝန်ရတားပြည်သူနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားပြီးရေချောင်းကနေတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့တလင်းအင်အားစုတွေရဲ့မှတ်တမ်းတွေအရသိရပါတယ်ဂျမစစ်တပ်ဟာ air strike drone paramotor ဟဲလီကော်ပတာစတဲ့လေကြောင်းတိုက်ခတ်မှုတွေကိုပုံစံမျိုးစုံနဲ့ပြုလုပ်နေတာလို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါဗျ။ဒါပြင်ချက်မစစ်တက်ဟာစူလိုက်ပြုံလိုက်တက်ဖြတ်မှုတွေကိုလည်းစတိုက်ကျူးလွန်နေပြီးစူလိုက်ပြုံလိုက်တက်ဖြတ်မှုပေါင်း452မှုအထိကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိချိန်ဒီစစ်တက်ရဲ့စူလိုက်ပြုံလိုက်တက်ဖြတ်မှုကြောင့်ဒေသုံးသူပေါင်း4863ရှိပြီးဒေသုံးသူတွေထဲမှာတက်ဆက်ရှိနေအောင်ကလေးငယ်938ယောက်၊မြို့သမီး129ယောက်ပါဝင်တယ်လို့လည်းသိရပါဗျ။ ခုလိုဂျပန်စစ်တပ်ကရဲသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခတ်မှုတွေ ပိုပြီးလုပ်နေတာကြောင့်ဒီကြောင့်တည်းစီးရဲတရီအငြင်းရှိကြဖို့တောင်းလင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်မှုတွေလုပ်နေကြပါတယ်ရှင်။ဆလဘီမြို့သမီးနဲ့ကလေးတငယ်ကာကွယ်စောင့်ရှောက်ရေး WCP တင်နန်းကနေစစ်ပွားတင်နန်းတွေထပ်လုပ်နိုင်ခဲ့တယ်လို့ Energy လူခွင့်ရေးဆိုင်အောင်ညှိထာနာဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ အခွေတိုင်းပေါင်းမြို့နယ်အတွင်းမှာပြည်ပခန့်ကာလာအတွက်မြို့သမီးနဲ့ကလေးတငယ်များကာကွယ်ဆောင်ရှောက်ရေးတင်နန်း WCP တင်နန်းတွေကနေစစ်ပွားတင်နန်းတွေထပ်လုပ်နိုင်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာဦးကြီးဌာနကထုတ်ပြန်ပါတယ်လူတင်နန်းတွေပို့ချနိုင်မှုအတွက်လူခွင့်ရေးဆိုင်ရာဦးကြီးဌာနအနေနဲ့ရေပြင်ရေးအတောင်းဝင်ကန်တွေကို2024ခုနှစ်မှာတစ်ကြိမ်2025ခုနှစ်မှာတစ်ကြိမ်ဒီပြတင်နန်းတွေပို့ချခဲ့တာကြောင့်ခုလိုနောက်ဆက်တွဲစစ်ပွားတင်နန်းတွေပြုလုပ်နိုင်တာလို့ဆိုပါတယ်တင်နန်းမှာကလေးခွင့်ရေးဆိုင်ရာအခြေခံသဘောတရားများ ကလင်းငယ်ရင်းနဲ့ပတ်သက်လို့ကြီးလေးတဲ့ကျူးလွန်မှုတွေဖြစ်တဲ့တက်ဖြက်ခြင်း၊ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ဗိမာန်ဆိုင်ရာအမျက်ထုတ်ခြင်း၊တက်သားဆူဆောင်းခြင်းစတဲ့အချက်တွေနဲ့ဇဏချေပြုကြံဖတ်မှုတွေဒီပကန့်ချိန်နေမှာဖြစ်ပေါ်လာတဲ့လိမ်မိုင်းဆိုင်ရာအကြံဖတ်မှု CRSW စာနာတွေတင် जा ပို့ချခဲ့တယ်လို့ Energy လူ့ကွင်ဆိုင်ရာဝန်ကြီးဌာနကသိပေးပါဗါတယ်။အဲ့ဒီတင်နန်းတွေကနေကလေးနဲ့မြို့သမီးတွေအခွင့်အရေးနဲ့ပတ်သက်တဲ့အသိအမြင်တွေလူ့ကွင်ရေချိုးဖောက်မှုတွေနဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေဖြစ်လာရင်ဘယ်လိုတိုင်ကြားရမယ်ဆိုတာတွေ စားတဲ့အသိပညာတွေပို့ပြီးနားလည်လာတယ်လို့တရောက်လာတဲ့သင်တန်းသားတွေကမှတ်ချက်ပြုပြောကြားခဲ့ကြပါတယ်။ဒီသင်တန်းတွေမှာဆွေးနွေးတင်ကြားခြင်းဖြင့်လက်တွေ့မြေပြင်မှာချိုးဖောက်မှုတွေရှိလာရင်ကာကွယ်ဆောင်ရွက်နိုင်မဲ့နည်းလမ်းတွေကိုလည်းသင်တန်းသားတွေကိုအစုဖွဲ့ဆွေးနွေးစေခဲ့တယ်လို့သိရပါတယ်။ပေါင်းမြင့်နယ်မှာလုပ်တဲ့ဒီသင်တန်းမှာတော့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့လူခွင့်ရေးတာဝန်ရတဦးကဦးဆောင်တင်ကြားဆွေးနွေးခဲ့တာဖြစ်ပြီးလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှလူခွင့်ရေးရာတာဝန်ခံစုစုပေါင်း102ဦးခန့်အပ်ထားတယ်လို့ ယူသားညို့ရဲ့အဆိုအရ energy ဥက္ကဉ္စဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။နောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ကောက်တူးလေအုပ်ချုပ်မှုနယ်မြေမှာဂျမစစ်တက်လက်ချက်ကြောင့်စာတင်ကြောင်း၁၈ကြောင်းပြည့်စည်ခဲ့ရပြီးចောင်းသားចောင်းလူ၁၅ဦးသေဆုံးခဲ့ရတယ်လို့ KNU ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။အနာသိဂျမစစ်တက်ကစာတင်ကြောင်းတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ကောက်တူးလေအုပ်ချုပ်မှုနယ်မြေမှာ စာတင်ကြောင်း18ကြောင်းပြည့်စည်ခဲ့ရပြီးကျောင်းသားကျောင်းသူ25ဦးသေဆုံးခဲ့ရတယ်လို့ KNU ဘဟုကဒီနေ့အော်တိုဘားလ9ရက်ကမ္ဘာ့ဆရာများနေ့မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဂျမစစ်တက်ဟာနိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်းကော့တူးလေအုပ်ချုပ်နယ်မြေတွေမှာနေထိုင်ကြတဲ့ပြည်သူတွေရဲ့ပညာရေးကိုဖျက်ဆီးဖို့ရွယ်ချက်ရှိရှိနဲ့စာတင်ကြောင်းတွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးနဲ့ပစ်တာ၊နေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေအဆက်မပြတ်ကျူးလွန်ခဲ့တာကြောင့်စာတင်ကြောင်းတွေထိခိုက်ပျက်စီးခဲ့ရပြီး ကျောင်းသားကျောင်းသူတွေနဲ့ဆရာဆရာမတွေဟာကျောင်းရုံးမှုတွေကြားမှာပညာသင်ကြားနေရတယ်လို့ဆိုပါတယ်။2025 2026ပညာသင်နှစ်မှာကရင်ပညာရေးနဲ့အင်ဂျင်မှုဌာန KECD ကဦးဆောင်ပြီးကောက်တူလီအုပ်ချုပ်နေမြေတွေမှာစာသင်ကြားမှာ1938ကျောင်းဖွင့်လှစ်ထားပြီးကျောင်းသားကျောင်းသူတသိန်းခွဲနီးပါးကိုဆရာဆရာမ12000ခန်းကသင်စားပို့ချပေးနေတယ်လို့ KNU ဗဟိုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုသင်ကြားတည်မှုတွေလုပ်ပေးနေတာကိုဂျမ်ဘတ်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ခုနှစ်ဇန်နဝါရီကနေစက်တဘာအထိစာသင်ကျောင်း78ကျောင်းထိခိုက်ပျက်စီးခဲ့ရပြီးကျောင်းသားကျောင်းသူ36ဦးနဲ့ဆရာဆရာမ2ဦးတန်ရာရခဲ့တဲ့အပြင်ကျောင်းသားကျောင်းသူ15ဦးသေဆုံးခဲ့ရတယ်လို့သိပေးပါတယ်။ကလေးငယ်တွေရဲ့ပညာရေးအတွက်နှိနာခံပေးစေနေတဲ့ကျောင်းဆရာကျောင်းဆရာမတွေကိုကီမျိုးသားစီယုံ KNU အနေနဲ့တမိုးထားဂုံပြုတဲ့အကြောင်းလေးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ခက်ခဲတွေစိန်ခေါ်မှုတွေကြုံတွေ့နေရပေမဲ့ခုလိုနှစ်နာခံပြီးပညာအလင်းထွန်းညီပေးနေတဲ့ဆရာဆရာမတူဦးချင်းစီတိုင်းကိုကေနူဘဟုကလေးစားခုံယူတဲ့အကြောင်းအသိမှတ်ပြုလိုက်တာဖြစ်ပါတယ်ကောတူလေအုပ်ချုပ်နယ်မြေအတွင်းကအကြောင်းဆရာဆရာမတွေနဲ့ចောင်းသားចောင်းသူတွေလိုလက်စွာပညာသင်ကြားခွင့်ရဖို့နဲ့တပ်အနေရဆိုရင်ရမှုကနေကင်းလို့စေဖို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ရဲဘက်ဖွဲ့စည်းတီးတီးကိုကင်းမြူတာအစီအုံကတိုက်တွန်းတောင်းဆိုထားပါတယ်။ဒါ့အပြင်ဆရာနာရှင်အုပ်စုကျူးလွန်ခဲ့တဲ့ပြည်မှုတွေအတွက် PR ပေးမှုနဲ့ရည်ရွယ်မှုတွေဆောင်ရွက်ပေးဖို့လည်း နိုင်ငံတကာဖွဲ့စည်းတွေကို KNU ဘုံကတိုက်တွန်းထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။